နိုင်ငံတော်ရဲ့တိုင်းမင်္ဂပုတ်ကိုတောင်းဆန်းစုကြည်နေထိုင်ခဲ့တဲ့ကျန်းကုန်မြို့ဗဟန်းမြို့နယ်တက္ကသိုလ်ရေးတာလန်းရှိထဲမတ်54ကိုစရုပ်ထအကျိမြောက်လေးလံပွဲကျင်းပပြီးရောင်းချခဲ့ပေမဲ့ဝယ်ယူသူမရှိဘဲပွဲပြတ်သွားတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ကမာရုတ်ခရိုင်တရားရုံးမှာ ချမ်းမတ်54ကိုမနေ့ကဧပြီလ29ရက်နေ့ကစရုထကျေးမြောက်လီလန်ဆွဲရောင်းချခဲ့ရာလီလန်ဆွဲဝယ်ယူမဲ့သူမရှိတာကြောင့်ပွဲပြတ်ခဲ့ရပြီးလာမယ့်မေလ9ရက်နေ့မှာယုံချင်းပြန်လဲခေါ်ဆိုထားတယ်လို့တရားရုံးနဲ့နှိစက်သူထံကသိရပါဗျ။နိုင်ငံတော်ဒိုင်မင်ငံပုဂ္ဂိုလ်တောင်းဆန်းစုကြည်ရဲ့ချမ်းမတ်54နေငူငွေကျသိမ်းမှောင်1.8တန်းမြန်မာကျပ်ငွေဘီလီယံ290ဖြင့်လီလန်တင်ရောင်းချခဲ့ပေမဲ့လီလန်ဝင်ဆွဲမဲ့သူမရှိဘူးလို့သိရပါဗျ။ အဆိုပါရင်းနဲ့ခြံကိုမူလကမြန်မာကျပ်ငွေ315ဘီလီယံကျန်းငင်ဈေးနဲ့စတင်ဖွင့်လှစ်လေးလံဆွဲရောင်းချခဲ့ခြင်းဖြစ်ပြီးအခု၄ချိန်မြောက်ထိဥအောင်ဆန်းကအချိန်ချင်းဈေးလျှော့ပြီးလေးလံဆွဲရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ရွန်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ခြံမှန်54ရှိခြံနဲ့နေကိုဥအောင်ဆန်းကတရားရုံးမှာအမွေခွဲယူဖို့ဥတိုင်လျှောက်ထားခဲ့ရာ2022ခုနှစ်မှာစစ်ကောင်စီရဲ့ ပြည်အောင်စုတရားနှုတ်တော်ချုပ်ကနှဝူးပိုင်ဆိုင်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ဝမ်ဆောင်ကချန်နယ်နေကိုပထမအကြိမ်မှာကြက်335ဘီလီယံဒုတိယအကြိမ်မှာကြက်300ဘီလီယံတတိယအကြိမ်မှာကြက်298ဘီလီယံနဲ့အခုနောက်ဆုံးအကြိမ်မှာကြက်290ဘီလီယံထိဈေးလျှော့ပြီးအပူတပင်းရောင်းချပြင်ဆင်နေကြတာဖြစ်ပါတယ်။အစိုးရမွေးဆိုင်ချက်ကိုလေးလံမအောင်မချင်းကျန်းကင်းစည်းအမျိုးမျိုးပြင်ပြီးအချိန်ချင်းလေးလံပြစ်နိုင်တယ်လို့သိရပါတယ်။